စနေသားနေ့များတွင်အခုဖြတ်တန်းဝင်ရပါမယ်။အော်တိုဘာလာ တလားတာရဲ့ကံကြမ္မာအခြေအနေများကိုအရှင်းဆုံးဗီဒီယိုကိန်းနဲ့ကျွန်တော်ဟောပြောပေးမှာပါ။ပြီးတဲ့အခါမှာတဲရော့ကတ်နဲ့လည်းပဲကံကြမ္မာကကြားပေးမှာပဲဖြစ်ပါလေခင်ဗျာ။စနေသားနေ့များဟာအခုဒီဖြတ်တန်းဝင်ရပါမယ်။အော်တိုဘာလာတလားတာကာလာတော်တွင်မှာဘာသာရေးကံ အလုံကောင်းပါလေ။ဘာသာရေးနဲ့ကတ်သက်တဲ့အလုပ်တွေကို များများလေးလုပ်ကန်ဆောင်ရွက်ပေးနိုင်လေ။အဲတစ်ဖက်မှာလည်းပဲ ဒါတိုးတက်အောင်မြင်မှုတွေအစီအပြေမှုတွေဒီ log အကျိုးစီးပွားနဲ့ပတ်သက်တဲ့ကောင်းကျိုးချမ်းသာတွေကိုပုံမူပြီးတော့ရရှိစေနိုင်ပါလိမ့်မယ်ဒါကြောင့်မလို့ဘာသာရေးအလုပ်တွေကိုလုံးဝနှိစရထားလို့မရဘူးလို့ဒါပြပအောင်သောအချက်နေနဲ့မှာချလို့ပါလေခင်ဗျာစနေသားမိများဟာဒီတလတာကာလာတော်တွေမှာအလုပ်ကိုင်နဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေအဲတိုးတက်အောင်မြင်မှုတွေအစီအပြေမှုတွေကိုရရှိစေပါလိမ့်မယ်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းတွေကို ရရှိစေတတ်ပါလိမ့်မယ်။မိကောင်းစေကောင်းအနေနဲ့ဆုံတွေ့ရပါလိမ့်မယ်။အကူအညီကောင်းတွေရရှိမယ်။ဆရာသဘာလိုပုံကူတွေရဲ့အကူအညီကောင်းတွေကိုလည်းပဲရရှိစေတတ်တယ်ဆိုတာမျိုးပေါ့တွေ့ရပါတယ်ခင်ဗျာ။ဒါပြင်လူမှုပေါင်းတင်ဆက်ဆံရေးပိုင်းအနေနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်အဆင်ပြေတတ်ပါတယ်။လူအများရဲ့ချစ်ခင်ယုံကြည်မှုတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတဲ့လာတလာပဲဖြစ်ပါတယ်။မိစေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတယ်ဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦး။ နောက် follow မလုပ်ရသေးတဲ့သူများကလည်းအပေါ်မှာရှိတဲ့အပေါင်းလေးကိုနေပြီးတော့ follow လုပ်ခဲ့ပြီးလို့ရှားပါတယ်ခင်ဗျာစနေသားနေ့ညနေနဲ့ခရီးသွားလာလှုပ်ရှားမှုတွေမှာအဆင်မပြေမှုလေးတွေအဲစိတ်ညစ်စရာလေးတွေပေါ့နော်ကြုံရတတ်ပါတယ်နောက်ခရီးကိစ္စတွေမှာထိမော့ခက်ခဲကြံ့ကြာလာမှုလေးတွေလည်းပဲအဖြစ်ပေါ်စေတတ်ပါတယ်နောက်ဖိတ်မတတိငြိမ်မှုလေးတွေစိတ်အတက်ကြလေးတွေဖြစ်နေတာလေးတွေရှိကြပါတယ်နောက်အကြောင်းမဲ့စိတ်တူစရာဒေါသထွက်စရာတွေဖြစ်ပေါ်စေတတ်တယ်လို့အဲစိတ်ကပေါ့ကမလန်းဆန်းတာပေါ့မတက်ကြွတာပေါ့နော်လုံချင်ခံရင်စိတ် မရှိနေတဲ့ပုံစံမျိုးလေးတွေတော့ဖြစ်ဖြစ်နေကြပါတယ်အဲ့ဒါလေးတွေကိုတော့နည်းနည်းကယူဆိုင်ပါရန်အတိုက်ခိုက်လေးတချို့လည်းပဲရှိနိုင်ပါတယ်အနှောက်အယှက်လေးတွေနည်းနည်းလေးကြုံလာတတ်တဲ့ဒါပဲဖြစ်ပါတယ်ကျမ်းမာရေးပိုင်းနဲ့ပတ်သက်လို့ကတော့အကောင်အဆိုးညီမျှပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒါပုံမှန်အနေထားတဲ့ပူပါနည်းနည်းလေးကယူဆိုင်မယ်ဆိုရင်ဒါတိတ်အဆိုးအညံ့ရည်ရလို့တော့မတွေ့ရပါဘူးခင်ဗျာဒါလို့ပဲဘာသာရေးပိုင်းအလွန်ကောင်းတယ်လို့ဒါဆိုတာဟုတ်ခဲ့တယ်ပညာရေးပိုင်းနဲ့ပတ်သက်တဲ့ဆောင်လေးချက်ဒီပါလဲပဲအလွန်ပဲ ကောင်းမွန်လာပါတယ်အဓိကကြတဲ့ငွေကြေးပိုင်းအခြေအနေကိုပြောမယ်ဆိုရင်တော့ငွေကြေးပိုင်းဟာဘလိုနည်းနဲ့ပဲဖြစ်ဖြစ်အကုန်အကြအထွက်အပြုတွေတအားများနေတတ်ပါတယ်ဒါမှမဟုတ်လည်းခဲကိုပတ်စံရောက်လာပြီဆိုရင်လိုအပ်တဲ့နေရာမှာမြင်မြန်သုံးပြအောင်သာသုံးပြီးတော့မသုံးဘူးဆိုရင်မလိုအပ်တဲ့လမ်းကြောင်းတွေနဲ့လည်းပဲအလဟကထွက်သွားတာမျိုးတွေကြုံရတာတဲ့ဥပမာအကျွေးတွေတောင်းမရတာတို့အကျွေးဆုံးသွားတာတို့ရွာလိုက်ရတာတို့နော်အเจ้าမဲ့ပေါ်ပြဘာမှအဖတ်မတင်မဲ့လေကုန်သွားတာမျိုးတွေ ချစ်တက်တဲ့လာကိုရောက်နေတာเนาะဒါမှမဟုတ်ဝေးကြီးပိုင်းလေးမှာဟိုလုံးဝအဆင်မပြေဘူးလို့ပြောတာမျိုးမဟုတ်ဘူးအဲ့ဒီလိုအထွက်အပြုအကုန်အကြာရှိတဲ့လမ်းကြောင်းလေးတွေကိုကယူဆိုင်ပေးပါလို့ဒါမှာကြားလို့ခြင်းပဲဖြစ်ပါလိမ့်ခင်ဗျာဒါကတော့ဘီဒီဒိန်းကားကိုကြည့်ပြီးတော့အားလုံးကိုခြုံငုံပြီးတော့ကျွန်တော်ဟောပြောပေးတာပါဆက်လက်ပြီးတော့တဲရော့ကတ်လေးကိုကြည့်ပြီးတော့ဘလို့ထူးထူးခြားခြားအခြေအနေတွေဂျုံသေးရခိုင်မလဲငါဘလို့ရရရလေးကိုစောင့်ရဲသိမှာတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်မိတ်ဆွေများက ကျွန်တော်ရှိမှာတဦးချင်းတိရောက်ချင်းပေါ့နော်ဗီဒီမီးမြန်းကျင်တယ်ဆိုရင် TikTok ဘိုင်ယိုမှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဓိကနေပြီးတော့ကြိုတင်ဆက်သွယ်ပြီးတော့စီးရင်ပြီးပြီးတော့ဗီဒီမီးမြန်းလို့ရပါတယ်ခင်ဗျာတဦးချင်းတိရောက်ချင်းရဲ့ကိန်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီဟောဆန်းတွေကိုကျွန်တော်ပို့ပေးတယ်ဘယ်နှစ်ပဲကိန်းကိုရောက်ရှိနေတယ်ဆိုတာတေချာနားလည်အောင်ဟောပြောပေးတယ်နောက်တိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးတယ်နောက်လိုအပ်တဲ့ရည်ရည်အရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူဇော်ကတဦးကို နှစ်ပေါင်းချက်ယူပါတယ်ကျွန်တော်ရှိမှဘီနင်ဟောပြောတဲ့အပိုင်းမီရေရီယာနဲ့ပတ်သက်တဲ့အခန်းကဏ္ဍတွေကိုလည်းအထူးအလေးထားပြီးတော့ဆောင်ရွက်ပေးတာမျိုးရှိပါတယ်အကြောင်းကိစ္စပေါ်မူပြီးတော့ဘီရင်တွဲချက်ကြည့်တဲ့အခါမှာလိုအပ်တဲ့ရေရီယာတွေကိုမိမိရမိမိလောက်ကန်ဆောင်ရွက်ဖို့အတွက်အကြံပြုလမ်းညွှန်ပေးတယ်လို့လိုအပ်တဲ့ရေရီယာတွေကိုကျွန်တော်တို့ကနေပြီးတော့ဒါစီမံဆောင်ရွက်ပေးတာမျိုးတွေလည်းပဲရှိပါလေခင်ဗျာဒါပြင်ကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily haul တွေကိုကျွန်တော်ရဲ့ bidding application လေးတွေထဲမှာဝင်ရောက်ကြည့်ရှု patch နိုင်ပါတယ် play store မှာစောရန်ထုံးဆိုတဲ့နာမည်ကိုရပြီးတော့ bidding application လေးကို download ဆက်ကဒါ daily haul တွေကိုဝင်ရောက်ကြည့်ရှု patch နိုင်ပါတယ်ဒါအပြင်တပတ်စာ haul စံတွေတစ်လစာ haul စံတွေတစ်နှစ်စာ haul စံတွေကိုလည်းပဲ application လေးထဲမှာတင်ထားပါတယ်ကျွန်တော်ကို chicken ကြားတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ကိုတကယ်အားပေးခြင်းနဲ့ဆိုရင် application လေးကို download ဆက်ကဝင်ရောက်ကြည့်ရှုအားပေးပါအောင်လို့လည်းပဲ ကောင်းဆိုပါရခင်ဗျာအခုဆက်လက်ပြီးတော့စနေသားနေ့များအတွက်ကျွန်တော်တေရော့ကတ်လေးစူကြည့်ပေးပါပြီ စနေသားမိမောက်တဲ့အော်တိုဘာလာတလာတာရဲ့ကကြမအခြေအနေအဖြစ်ပြက်တွေကိုတဲရော့ကလေးကျွန်တော်ချိုးကြည့်တဲ့အခါမှာအကြက်တဲအခက်ခဲတချို့ကြုံရတတ်ပါတယ်။ကိုယ့်ကိုအနှောက်ယှက်ပေးကျင်တဲ့သူတချို့ရှိနေတယ်လို့တဲရော့ကကနမိတ်ပေါ်မှာဖတ်တွေ့ရပါတယ်။အထူးသဖြင့်ဒီကာလာအတော်တွေမှာမိမိအနေနဲ့စကားကြောင့်အမားလေးတွေမဖြစ်ပါစေနဲ့။တခါလေမှာကိုကစိတ်စေတနာနဲ့ပြောတဲ့စကားလေးတွေကတစ်ဖက်သူကိုအမိတ်ဩဇာပေးတယ်လို့မျိုးလေးတွေဖြစ်နေတာပါလေ။အဲဒါလေးကိုနည်းနည်းလေး အယူဆိုင်ပါလို့မှာကြားလို့ပါတယ်။နောက်ကြီးခဲ့တဲ့သူတချို့ကိုအကြောင်းပြုပြီးကြီးခဲ့တဲ့သူတွေကိုအကြောင်းပြုပြီးတော့တချို့သောကိစ္စရပ်လေးတွေမှာစိတ်ပူစရာစိတ်ညစ်စရာအဆင်မပြေတာမျိုးလေးတွေလည်းပဲ ဖြစ်တတ်ပါလေ။ဘာပဲလုပ်လို့ကိုဟာကိုလုပ်တဲ့အလုံးပါပေါ့နော်။တကယ်ကျူးကျူးဆာဆာနဲ့ပင်ပန်းခံပြီးတော့လုပ်မယ်ဆိုရင်အောင်မြင်တိုးတက်မှုတွေကမဟုတ်ချဆိုသလိုရရှိလာမှာပါ။အဲ့တော့ဒါကိုပေါ့နော်ဒီတလတာကာလတည်းမှာအားပေးထောက်ခံကူညီမဲ့သူတွေရှိတယ်လို့ကိုကိုထိုးနဲ့တိုက်ခိုက်ခြင်းတဲ့သူတွေလည်းပဲရှိကြပါတယ်။ဒါလေးတွေကိုခွဲခွဲခြားခြားသိမြင်ဖို့လည်းပဲလိုအပ်ပါတယ်ခင်ဗျာ။ ကဲတော့ရရပိုင်းလေးကိုပြောမယ်ဆိုလို့ရှင်တော့စနေသားသမီးများအနေနဲ့ကံနေလက်တွေအပွင့်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆိုရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ထာမထောဘတ်ထမင်းသို့မဟုတ်ဓံပေါက်ပေါ့နော်ထောဘတ်ထမင်းပဲဖြစ်ဖြစ်ဓံပေါက်ပဲဖြစ်ဖြစ်ဘာသားနဲ့ပဲဖြစ်ဖြစ်အသားပါပါမပါပါပါအဲလှူဒန်းပူဇော်ပြီးတော့ကံနေလက်တွေပွင့်လန်းစေနိုင်ဖို့အတွက်ဆူတောင်းဆောင်ရွက်ပေးပါလို့ရရလေးတဲ့ပေးလိုက်ပါတယ်ခင်ဗျာဗီဒီယိုဖိုင်လေးကိုအဆုံးကြီးကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်သဘောကျနေတဲ့ဆိုအဖမကိုမလေးတွေ